စားကစားအဓိကစားကစားအဓိက၃နဲ့မိုင်းရအဓိကဆိုတော့ M40 မိုင်းပေါ့နော် M40 plus တင်နေမိုင်း plus တင်နေမိုင်းနောက်ပါရင် MM2 plus တင်နေမိုင်း G နောက်ပြီးတော့ MM1 တိုက်ဆိုပါလေတိုင်မိုင်းပေါ့နော်တိုင်မိုင်းပေါ့တန်ကိုယ်ရဲ့စားရတိုင်မိုင်းပေါ့နောက်ပါရင်ကုံပြန်ကွဲမိုင်းရှစ်ရက်ကြီးချက်မိုင်းဒါတွေ၃နဲ့ပေါ့နော်အဲ့ဒီထဲမှာနောက်ပြီးတော့တင်းပြန်မိုင်းတင်းပြန်မိုင်းဆိုတာကျွန်တော်တို့ဒီကားကားတွေပါလေဟိုဖြတ်တယ်ပေါ့တန်ကိုယ်ရဲ့ရှိတဲ့ plastic ကိုယ်ရဲ့ရှိတဲ့ဒါတင်းပြန်မိုင်းတွေပေါ့နော်ဒီ M40 မိုင်းဆိုလို့ရှိရင်ဒါလူကို သူကမသေးနိုင်ဘူးဒဏ်ရာရအောင်တက်တက်ပဲ M40 Plus တင်နေမှဆိုတော့တည်တည်လေးပေါ့နော်တည်တည်လေးကဟိုလူဒဏ်ရာရစီရုံပဲအဲ့ဒဏ်ရာရစီရုံသူ့ရဲ့ရွေးချက်ကဒဏ်ရာရစီတဲ့အပြင်ဟိုသူကလူတယောက်ထိသွားလို့ရှိရင်သူကသူ့ကိုတဲဝက်လူကနှစ်ယောက်ကုန်မှာနှစ်ယောက်ကုန်မှာအဲ့ထိသွားတဲ့လူရဲ့ပစ္စည်းနဲ့တနတ်တွေရဲ့တဲပေးရတဲ့လူအတွက်အဲ့သူ့ရဲ့ပစ္စည်းတွေကိုနောက်ထပ်တဲဖို့အတွက်နောက်နှစ်ယောက်ကုန်မှာအနည်းဆုံးအင်အားဖြုံးတာပေါ့နော်၅ယောက်အနည်းဆုံးအင်အားဖြစ်သွားအောင်ပေါ့ဟိုပြန်ပြီးတော့ ရုပ်ရည်ပြန်တိုက်ခိုက်နိုင်တဲ့အင်အားရော့အောင်လို့ဒါလောက်တာပေါ့နောက်ဘက်ရင်ရန်သူဆောက်ခွာသွားမယ်ဆိုရင်လည်းနှောင့်နှေးအောင်ပေါ့နော်ဒီလူနာကြီးကိုထမ်းနေရလို့ရှိရင်မြေမခီးမတွင်ပေါ့နော်ခီးမတွင်အောင်လို့ဒါအဲ့ရွယ်ချက်နဲ့ဒီမိုင်းအောင်ထောင်းနေပေါ့နောက်ပြီးတော့ဒီ MM2 Plus 10နဲ့မိုင်းအကြီးဆိုလို့ရှိရင်သူကဟိုဒဏ်ရတာရယ်တေးတာရယ်တေးစင်နိုင်တဲ့အနေထားတွေတော့ရှိတယ်ပေါ့နော်တေးစင်နိုင်တဲ့အနေထားအထိရှိတယ်သူကဟို6ချောင်းလုံးထိွားတာမျိုးတို့ အဘွားဟိုကိုလိုက်ကကျန်တဲ့လက်တွေပိုင်းထိတာပေါ့နော်တခါလေးသေွားနိုင်တဲ့ဟိုအခြေအနေမျိုးမှာရှိတယ်ပေါ့အဲအဲ့ဒါဒါဒါတော့ပလတ်စတစ်နေမိုင်းနေမိုင်းအကြောင်းပေါ့နော်ဟိုခုနကဟိုတန်ကိုရဲစားထွက်တိုင်မိုင်းဆိုလို့ဒါတေချာဝဲအဲ့ဒါတော့ဒါလူသက်မိုင်းဖြစ်သွားလူသက်မိုင်းနဲ့မပါဝိုင်းပေါ့အဲတန်ကိုရဲစားထွက်တိုင်မိုင်းဆိုလို့ရှိရင် तू ကတန်ကိုရဲဟိုစားကစားဟိုအလိုလိုခေါ်ရင်တော့အစိတ်60မိုင်းပေါ့ तू အစိတ်ကလေး तू ဟိုကျွန်တော်တို့အစိတ်ကလေး60ပါတယ်တန်တန်စားလေးတွေပေါ့နော်တန်ဟိုလေးတွေ60ပါတယ် အဲ့ဒါနေပြီးတော့ तू က तू ကငုတ်ရိုက်ပြီးတော့ तू ကငုတ်ရိုက်ပြီးတော့ तू ကအပေါ်မှာထောင်ထားတယ်ဟိုငုတ်ဆွတ်တာတယ်ဗောနော်ဆွတ်တာတယ်ဗောပြီးတော့ကျွန်တော်တို့လမ်းသွားတဲ့အချိန်မှာဟိုကြိုးတိုက်ပြီးွားလို့ရှိရင်ပင်ပြုတ်ပြီးတော့အဲ့ရာနေထောက်ကွဲတဲ့သဘောမျိုးဗောဒါတော့လွယ်လွယ်ရှင်းပြလိုက်တယ်ဗောနော်ဟိုနောက်တဲ့တစ်ခုကကျတော့ဒီရှစ်ရွက်ကြီးကျက်မိုင်းရှစ်ရွက်ကြီးကျက်မိုင်းကျတော့ तू ကအထက်ထဲမှာကျွန်တော်တို့ဒီစပိန်ဘောစီလေးတွေလို့ဘောစီအဲ့လိုဘောစီတွေဘောစီ360ပါတယ် ဟို360ပါတယ်အလုံးစီ360ပါတယ်360ပါတော့သူက forward backward ပေါ့နော် forward ဆိုဟိုဒီလာချမ်းမုံတဲ့အကွေးလေးကိုရန်သူပတ်ထားလိုက်လို့ရှိရင်ရန်ရန်သူလာလို့ရှိရင်ကျွန်တော်ဒီဘက်ကဟိုဘရူတိုလိုက်တာနဲ့ပေါ့နော်သူသူ initiate ပေးလိုက်ရင်ပေါ့အာအားပေးလိုက်တာအားတစ်ခု power စီတဲ့အားတစ်ခုပေးလိုက်တာနဲ့ဒီကောင်ကွဲမယ်ပေါ့အဲ့ဒါလည်းလုံးဝတည်စင်နိုင်တဲ့လက်နက်ဟိုဒါမိုင်းတွေမှာပါနော်လူသတ်မိုင်းတွေမှာပါတော့ဟိုတင်းဖြတ်မိုင်းတင်းဖြတ်မိုင်းကြတော့ တင်းပြမိုင်းကြတော့ကျွန်တော်တို့တွေကဟိုအဓိကယင်နေဟိုယင်ဟိုသွားတယ်နော်ကားတို့ယင်တို့အဲ့လိုမျိုးတွေအဲ့လိုယင်တွေရက်တန့်မှုအတွက်ပဲပေါ့နော်ရက်တန့်ဈေးဝါတဲ့အထိသုံးတာပေါ့ရက်တန့်ဝါလို့ရှိရင်ကျွန်တော်တို့ဒီအနီးကတိုက်ခိုက်မယ်ပေါ့အဲ့အဲ့ယူချက်နဲ့သုံးတာပေါ့အဲ့ယူချက်နဲ့သုံးမိမဲ့ तू ဟောဟိုဗာလဲနင်းမိုင်းထဲမှာလဲ तू ကလည်းနင်းမိုင်းထဲမှာပါ तू ကတော့လူနင်းမကွဲဘူးလားဆိုတော့ကွဲပါတယ် तू လည်းဟိုဘယ်လိုပြောမလဲလုံလောက်တဲ့ဖီအားရလို့ရှိရင်ကွဲတယ် तू မှလုံလောက်တဲ့ဖီအားရလို့ရှိရင်ကွဲတယ်ပေါ့နော်ဟို ကျွန်တော်ဆိုရင်အခုအတက်မှတ်ချက်ထားပါတော့ဥမာဟိုအဲကီလိုနဲ့ဆိုရင်ထားပါကီလိုကီလို90ဆိုလို့ရှိရင်ဒီကောင်ကဆန်အိတ်တိတ်စာပေါ့နော်ဆန်အိတ်တိတ်စာနင်းဒီကောင်ပေါ်ပရက်ရှာပေးလို့ရှိရင်ကွဲမယ်ဆိုရင်ဒါလူလူကီလို90ရှိလဲကွဲတယ်ဥမာအရန်ဝါတဲ့လူမျိုးဆိုရင်ပေါ့နော်ကွဲတယ်ပေါ့နော်ဒါဟိုနောက်တော့ဆိုင်ငယ်တို့ပါတို့ဆိုင်ငယ်တို့ဖြတ်မောင်းသွားလဲကွဲတာပဲကားမိုင်းဆိုပေမဲ့လဲဆိုင်ငယ်ဖြတ်မောင်းလဲသူ့လုံလောက်တဲ့ weight ပါရင်တော့သူ့ပရက်ရှာပေးနိုင်လို့ရှိရင်ဒါကွဲပါတယ် ဟိုအဲ့အမျိုးဟိုဒါတင်းပြတ်ပိုင်းမှာကွာကားပိုင်းမှာကွာလူတက်နေမကွဲပါဘူးဆိုပြီးတော့အဲ့လိုမျိုးမစမ်းကြည့်ကြနေပေါ့နော်အဲ့ဒါပြောချင်တာပေါ့ဟုတ်အဲကျွန်တော်ဒီဒေါ်လိုင်းတက်ဖွဲ့တွေနေနေပေါ့နော်အများဆုံးကြုံတွေ့ရတဲ့မိုင်းကတော့ဒီ M40 မိုင်းနဲ့ MM2 မိုင်းပေါ့နော်အဲ့အိမ်မိုင်းတွေကတော့အဓိကပေါ့နော်အဓိကဟိုဟာစကန်ကုန်းတွေစကန်ကုန်းတွေဘာတွေမှာဆိုလို့ရှိရင်တော့ဒီတိုင်မိုင်းတွေတိုင်မိုင်းတွေထောင်ထားတာရှိတယ်နောက်ပြီးတော့ဒီ ရှစ်ရက်ကြီးကြမိုင်းနေထောင်ထားတာတွေရှိရောဒါဒါတော်လိုင်းတက်ဖွဲ့တွေအများဆုံးကြုံတွေ့ရတယ်မိုင်းတော့အဓိကတော့အဲ့မိုင်းနေအကြောင်းကိုများများသိတာလीကိုယ့်အတွက်အန်ရကိန်းလေးပေါ့နော်နောက်တစ်ခုကျွန်တော်ဒါစကားစားရဲ့ဟိုပေါ့ဟိုတစ်ခုတော့ကျွန်တော်ပြောပြခြင်းတော့ highlight လေးကျွန်တော်ပြောပြခြင်းစကားစားစကန်းကိုကျွန်တော်တို့သတိထားမိရပေါ့နော်ဟိုတက်သိန်းတော့မယ်ပါညာဆိုလို့ရှိရင်ပေါ့နော်တေးကြတဲ့အဲ့စကန်းကုန်းကခြုံထုံနေနေရတာမိုင်းကွင်းပဲစကန်းကုန်းပပတ်လေးမှာ ခြုံလူနေနေရာမိုင်းခွဲပါဆိုတော့ကျွန်တော်တွေကကိုယ်တိုင်အဲ့ဂုံးတွေမှာမိုင်းထောင်ခဲ့ဘူးတယ်မိုင်းမိုင်းထောင်ခဲ့ဘူးတော့နော်မိုင်းထောင်ခဲ့ဘူးတဲ့ခါကျတော့ဒီမိုင်းခွဲဟာကျွန်တော်တွေမိုင်းထောင်လိုက်ပြီးပြီဆိုလို့ရှိရင်6လတစ်ကြိမ်ကျွန်တော်တွေကမိုင်းခွဲချက်ခံရေးဆိုပြီးတော့ကျွန်တော်တွေပြန်စစ်ဆေးရတယ်ပြန်စစ်ဆေးရတယ်မိုင်းအောင်ထောင်ရအမှတ်သားရင်းနဲ့ထောင်ခဲ့တယ်ထောင်ပြီးသွားရင်အဲဘယ်နေရာဘယ်မိုင်းရှိတယ်ဘယ်မိုင်းရှိတယ်ဆိုတော့6လတစ်ကြိမ်ပြန်စစ်ဆေးရ6လမှတစ်ကြိမ်ဆိုတော့ဒါမဲ့အဲ့မိုင်းခွဲရလွယ်လို့ရှိရင်ကျန်တဲ့နေရာတွေရန်သူတက်လာရင်သိအောင်ဆိုပြီးတော့ကျွန်တော်တွေခြုံလေးရှင်းတယ် ီလားဟိုပြောင်းလဲရှင်းလာတော့ဗျာကျန်သူတက်လာလို့ရှင်ဟိုဟာဖြစ်အောင်ဆိုပြီးတော့အဲ့တော့ဟိုဒီစကန်ကုန်းတို့အခိုင်မှာဟိုအခိုင်မှာတည်ထားတဲ့စကန်ကုန်းမှာတေးကြတစ်ဖက်ထဲမှာပဲအဲ့ဟိုတစ်ဖက်ထဲမှာဟိုမြက်တွေထူနေတယ်ခြုံနေထူနေတယ်ဆိုလို့ရှင်အဲ့တေးကြတာမိုင်းဝင်းပဲပြောင်းနေတဲ့ဘက်ကတော့ဒါမိုင်းဝင်းမဟုတ်ဘူးအဲ့လိုနော်ဟိုကိုရီးယားလည်းဟိုတက်မယ်ဆိုလို့ရှင်ဟာဒီမှာဒီကအကွယ်ရတယ်ဒီဘက်ဟိုဟာရှိတယ်ဆိုပြီးတော့အကာအကွယ်ရှိတယ်ဆိုပြီးတော့တက်ကြတာရှိရလေ အဲ့လိုနေရာမျိုးတွေအဓိကစားကစားထောင်ထားတဲ့မိုင်းခွင်းဆိုတာဘောเนาะဒါကျွန်တော်ပြောပြချင်တာဗောနော်ဒါ highlight ဒါလော်လင်းဖွဲ့တက်ဖွဲ့သတိထားလို့ရအောင်ဗောဟိုကျွန်တော်တို့တော်လန်ပြည်သူတွေအနေနဲ့ဗောကျွန်တော်ပြောချင်တာဟိုအကြံပေးချင်တာကကျွန်တော်တို့ဒီဒီစစ်ပွဲဆိုရင်တော့စစ်ပွဲအတွင်းမှာတော့ဒါဒါစစ်သားချင်းချင်းတိုက်ခိုက်ကြတော့ဒါမဆန်းပါဘူးเนาะတိုက်စစ်သားချင်းတိုက်ခိုက်ကြတယ်စစ်သားတွေတေးကြတယ်ဒါပေမဲ့ပြည်သူတွေအတွက်ကြတော့ဒါအဆင်မပြေဘူးเนาะပြည်သူတွေအတွက်ကြတော့အဆင်မပြေပြည်သူတွေကြတော့ အဲအားဝီအားဆိုလို့ရှိရင်ပြည်သူတွေအတွက်ဘယ်လိုရှောင်ရှားမလဲဆိုရင်ကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေရတော့သိကြပါတယ်ဝင်သွားပြီးရင်တော့ဟိုကြွားထဲမှာမိုင်းထောင်မှာဆိုတာမရှိဘယ်တော့မှမထောင်ပါဘူးကျွန်တော်ဒါဒါကျွန်တော်ကိုယ်တိုင်လည်းတော်လိုင်းတက်ဖွဲ့တွေထဲမှာကျွန်တော်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့တော့ရဲဘော်တယောက်လည်းဖြစ်တယ်ဆိုတော့တော့စကားစားကြတော့လို့ထောင်တက်တယ်စကားစားထောင်တက်ဆိုတော့ကိုအိမ် ကိုပြန်ဝင်မယ်ကိုရွာကိုပြန်ဝင်မယ်ဆိုလို့ရှိရင်လည်းဒီတော်လိုင်းတက်ဖွဲ့တွေကိုအကြောင်းကြားအကြောင်းကြားပြီးတော့တက်သည့်နားလေတဲ့လူတွေကိုဒါ အကြောင်းကြားပြီးတော့မှသူတို့ဆောင်ရွက်ပေးလိမ့်မယ်ပေါ့နော်ဆောင်ရွက်ပေးတာအဲ့တော့ပြည်သူတွေနေတဲ့ဒီဆက်လက်နေပစ္စည်းကျွမ်းကျန်တွေကိုဒါမစူးစမ်းဖို့နဲ့နော်နောက်ပြီးတော့တာဝန်ရှိတဲ့လူတွေကိုတက်တကြွနေတဲ့လူတွေကိုဒါသတင်းပို့ပြီးတော့နော်ဒါပြောပြပြီးတော့ဒါဖေရှားရှင်းလင်းခိုင်းတာဒါပြည်သူတွေအကောင်းဆုံးလည်းဖြစ်မယ်ပေါ့နော်နောက်ပြီးတော့ဒီဒီတော်လိုင်းတက်ဖွဲ့တွေဒီလိုမရှင်လုံးနေတဲ့အချိန်မျိုးတွေမှာပေါ့နော်မရှင်လုံးနေတဲ့အချိန်မျိုးတွေကြိုးတင်အတိမပေးနိုင်တဲ့အချိန်မျိုးတွေမှာဒီစားကားရရင်အနီးကပ်ဆုံးနီးနီးကပ်ကပ်မနေဘူးပေါ့နော် နင်းကကမနေဘူးဒါပြည်သူတွေအတွက်ကလန်ပြည်သူတွေဒါအနေကင်းနဲ့အရန်အရန်ဘယ်လိုပြောမလဲကိုတင်းတင်းကြပ်ကြပ်မဟုတ်အောင်ပါပဲသူတို့ရုပ်ပြစင်းပြဟိုစားကစားသတိထားမိလောက်အောင်ခွာတဲ့ပုံစံမဟုတ်ဘဲနဲ့အဲဟိုဘယ်လိုပြောမလဲရှောင်သွားတဲ့ပုံစံပေါ့နော်ကျွန်တော်တို့ကဟိုမရှင်လောက်ရတဲ့ခါကျရန်ခတ်ခဲ့တယ်ပေါ့နော်အဲ့ဒါတွေကြီးသိလားရန်ခတ်ခဲ့တယ်ပါဆိုပြည်သူရှိနေလို့ရှိရင်ကျွန်တော်တို့ကဟိုပြည်သူညာဟိုညာလိုက်တာနဲ့ဒီမရှင်တစ်ခုလုံးပျက်စီးသွားတာမျိုးတွေပါလေအဲ့မျိုးလေးရှိတယ်လို့ အမရှင်အပြတ်မခံမနဲ့ကျွန်တော်လောက်ကြမယ်ဆိုရင်ကျွန်တော်တို့တွေးရတော့ဈေးရေးတာမှုနဲ့ဈေးအကျိုးမြတ်ပေါ့နော်ပြန်တွေးရတာပေါ့နော်ဒီသူတယောက်ကြောင့်နဲ့ဟိုပြည်သူတယောက်ကြောင့်နဲ့ဗျာဟိုစာကတာ၁၀ယောက်လောက်နဲ့ဆိုရင်ဟိုစာကတာ၁၀ယောက်တည်ဖို့တော့ကိုပြားပေးပြီးတော့တိုက်နေချင်မှာပြည်သူတယောက်မတော်တဆထိွားနိုင်တယ်ပေါ့အားကြောင့်မလို့ဒါအဓိကဆုံးအဓိကဆုံးမှမနေပါနဲ့ဝေးဝေးမှနေဝေးဝေးမှနေတာပိုကောင်းဆုံးပဲနော်အဲစူးစီးမနေကြပါနဲ့ပြည်သူတွေအနေနဲ့နောက်ပြီးတော့ဆင်းလက်နဲ့ပစ္စည်းတွေဘယ်လိုမျိုး ဟိုမစူးစမ်းပါနဲ့နောက်တော့ကိုအိမ်ကိုရာကိုတကယ်လို့ကိုဟိုဆုံးပြတဲ့ကိုဆုံးခွာခဲ့ရတဲ့ကိုနေရာကိုပြန်လာတော့မယ်ဆိုရင်လည်းဒါတော်လိုင်းတက်ဖွဲ့တွေကိုចောင်းကြားចောင်းကြားပြီးတော့ဟိုနားလေတကြွတဲ့လူတွေကိုဒါအကူညီတောင်းပါတော့အကူညီတောင်းပြီးတော့ဒါအကူညီတောင်းခြင်းအဖြစ်လေဒါပြည်သူတွေအတွက်ဒါအနေကင်းနိုင်မှာပါလို့ကျွန်တော်ဒီကနေ့ပဲကျွန်တော်အကြံပေးပါတယ်